ဒီမိမှာကျွန်တော်အင်းလူကဝအတွက်အနေရဖြစ်စေတဲ့အလုံးရိုးရိုးရှိရှိယောဂတစ်ခုအကြောင်းပြောပြပေးပါမယ်အကောင်းဆုံးကုသမှုမရရင် လူနာအတွက်အရေးကြီးတဲ့အာယုံကြောဆိုင်ရာပတန်ဆွမ်းမှုကိုချစ်စေပါလိမ့်မယ်ဒါကတော့အုံနောက်တွေးကြောဖိတ်ချင်းတူမခေါအုံနောက်တွေးကြောပေါက်ချင်းဖြစ်ပါတယ်ရိုးရိုးစကားနဲ့ပြောရရင် စမလကွာဆိုရဲစကလုံးကိုတုံးပါမယ်အုံနောက်တွေးကြောပိတ်ချင်းဆိုတာပါလေအင်းအုံနောက်တွေးကြောပိတ်ချင်းဆိုလားအုံနောက်ထဲမှာတွေးလက်ပမှုယောနေချင်းတို့မဟုတ်တွေးယူခြင်းဖြစ်ပေါ်လာပြီးခန္ဓာကိုယ်တစ်ဖက်ချမ်းမတန်ဆွမ်းမှုဖြစ်စေတဲ့ရုတ်တရက်ဖြစ်ပေါ်လာခြင်းကိုဆိုလိုပါတယ်လက်တလောအုံနောက်တွေးကြောပိတ်ချင်းဆိုင်ရာတူတက်မှုများကြောင့်ကျွန်တော်တို့သည် အလွန်အရေးကြီးသော ischemic stroke များကိုကုသရာတွင်အလွန်ရှည်လျသောလမ်းကြောင်းကိုဖြတ်တန်းခဲ့ပါသည်ကျွန်တော်အမြဲပြောသလိုအချိန်က အုံနောက်ပါကုသမှုနောက်ကျခြင်းကကုသမှုမရခြင်းပါဒါကြောင့်မျက်နှာတစ်ဖက်သို့ကိုယ်ချင်းအင်းခန္ဓာကိုယ်တစ်ဖက်ချမ်းအားနည်းခြင်းစကားပြောရခက်ခြင်းလမ်းလျှောက်ရခက်ခဲခြင်းစသည့်လက္ခဏာများ ရှိပါက အုံနောက်တွေးကြောပိတ်ချင်းဤအစဖြစ်နိုင်သောကြောင့်ချက်ချင်းဆေးဘက်ဆိုင်ရာအကူအညီယူပါတင်ဒီ acute stroke အတွက်ကုသမှုပေးနိုင်သော စက္ကရိယာများပြည့်စုံသောဌာနတစ်ခုသို့ရောက်ရှိပါကကျွန်ုပ်တို့တွင် thrombolytic therapy ကုခေါ်သော ကုထုံးတစ်ခုရှိပြီးခြင်းသည်တွေးကဲပျော်ဝင်စေသောကုထုံးဖြစ်ပြီးယခင်က၄တတမှ၅နာရီအထိတာပေးနိုင်ခဲ့တော်လဲယခုခါ24နာရီအထိပေးနိုင်ပါသည် ကျွန်ုပ်တို့ဝင် repress the polar hospitals new delhi တွင်ရေဘော်ဌာနမှစ၍ဥတရေးဌာနအထိကမ္ဘာအဆင့်မီ stroke ကုသမှုကိုပေးနိုင်ရန်အပြေအဝပြင်ဆင်ထားပါသည်ကျွန်မဤမိခုံဤဒုတိယပိုင်းမှ stroke ကိုတာကွယ်ခြင်းအကြောင်းကိုဆွေးနွေးလိုပါသည်ကျွန်ုပ်ပြောလိုသည်မှာ stroke ကိုကုသနိုင်ပြီး stroke ကိုကာကွယ်နိုင်သည် stroke ပြောင်းလဲနိုင်သောအနေအချက်များမှာအဖယ်နည်း စီဂျူယောဂါတွေးတူယောဂါကုလက်ဆတ်ထရောအလိုများခြင်း အလုံးမလုံးသောအနေထားဤအချက်များကိုသယူဆိုင်ပါကလူနာ90ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းအထိ stroke ကိုကာကွယ်နိုင်ပါသည်ထို့ကြောင့် stroke သည်အရေးပေါ်ဖြစ်ပြီးတာကွယ်နိုင်သည် နားလည်နိုင်သည်ကိုနားလည်ပါ